ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Vice of Football Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော်နဲ့ကိုတန်နာနှစ်ယောက်ကလာမဲ့ဒါတနင်္ဂနွေနေ့မှာကစားမဲ့ဒီတစ်ပတ်ပွဲစဉ်ဆက်နှစ်ရဲ့ Big Match ပွဲစဉ်အဖြစ် Arsenal အသင်းနဲ့ Tottenham Hotspur အသင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်ကိုဒါ VOF ရဲ့ Preview ဖြစ်တင်ဆက်ပေးတော့မှာဖြစ်ပါရစေကိုတန်နာမင်္ဂလာပါမင်္ဂလာပါညီလေးကဲဒါ Arsenal နဲ့ Spurs ကတော့ဒီတစ်ပတ်အကောင်းဆုံးပွဲလို့ကျွန်တော်တို့ပြောပြောရမယ် ပွဲလန်ဒန်ဒါဘီပွဲစဉ်တွေထဲမှာတော့မှကျွန်တော်တို့ဒီအာဆနယ်ချက်စီတွေ့တာထက်ချက်စီစပါတွေ့တာထက်ဒီအာဆနယ်စပါဆိုတဲ့ဒီမြောက်လန်ဒန်ဒါဘီကလန်ဒန်ဒါဘီတွေထဲမှာတကယ်ပြိုင်ဆန်မှုအပြင်းထန်ဆုံးသောလန်ဒန်ဒါဘီလို့တင်စားထားတဲ့ပွဲဆိုတော့ဒီပွဲကတော့တေချာပေါက်ကြည့်ကောင်းပဲပွဲလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးဒါသတင်းချင်းစီစပြီးသွားလိုက်အောင်အာဆနယ်ဘက်ကပဲအရင်စလိုက်မယ်အာဆနယ်ကဒါလတ်လော့ဖြည်းဖြည်းနဲ့မှန်မှန်သွားနေတဲ့အသင်းကပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာတော့စပြီးတော့ခြေချော်ခဲ့တယ်ပေါ့လေဆန်နာလန်အသင်းကိုဒါတူတူနဲ့တေးကြပြီးတော့ဒါတခြား ဟိုစားနောက်ကြတာရှိပါတယ်စားဝင်လာပြီးရပါတယ်ပြောပြီးတော့အာဆနယ်အသင်းအချိန်တွေကပြောချင်တာကအာဆနယ်အသင်းကိုတော်တော်များများပေါ့လေတော်တော်များများပြိတ္တတွေကဒီထက်ပိုပြီးတော့များဆိုဆိုရွားစီခြင်းနေလားပေါ့လေပထမဆုံးဒါစာပြီးတော့ခြေချော်လိုက်တဲ့ပွဲစဉ်အပြီးမှာရင်အများကြီးထပ်ပြီးတော့လာမယ့်အခြေအနေတွေအတွက်ပြောဆိုကြတော့အာဆနယ်နဲ့ပတ်သက်ပြီးတော့ဂရနာဘလိုမြင်လဲတော်တော်အခြေအနေကထိတ်ဆုံးမှရှိနေတယ်ဒုတိယနေရာအသင်းကိုရမှ၄မှဖြစ်နိုင်တယ် AC အဆင်ပြေနေတဲ့အခြေအနေမှာအာဆနယ်အတွက်အရင်ကြီးမမတော့ဟိုထိခိုက်တဲ့ ီးခဲ့တဲ့ပွဲကတည်ကြတဲ့ပွဲတော့မထင်ဘူးဆိုတော့ဒီနေ့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အာဆင်နယ်နဲ့အမြင်ပြောပါအောင်။အဓိကအာဆင်နယ်အတွက်ဒီပွဲကတော်တော်ကိုအရေးကြီးတာ။ဘာကြောင့်လဲဆိုတော့ဒါပြင်ဘိုင်မြူနစ်ဘိုင်မြူနစ်ပြီးရင်အာ Chelsea ပေါ့နော်။အဲ့ဒီဒီပွဲချက်ကာလကိုသူကြော်မရမယ်။တကယ်လို့ဒါဒီ၃ပွဲမှာအခြေအနေမကောင်းခဲ့ဘူးဆိုရင်အာဆင်နယ်အသင်းရဲ့ဒီ morality ပေါ့နော်။စိတ်ပိုင်းဆိုင်ရာ mentality မှာအများကြီးထိခိုက်သွားနိုင်တယ်။အဲ့တော့ဒီပွဲကသူ့ရဲ့ပထမဆုံးကြော်ဖြဲရမယ်ဒီ game တစ်ခုရဲ့ခန်တခန်ပေါ့เนาะ chapter တခုပေါ့ဒီဟာကိုသူရအောင်ကြော်ဖြတ်မှရမယ် ပြဿနာကအာဆင်နယ်ပြည်သက်တွေလည်းစိုးရင်စိုးရင်စရာဘာကြောင့်လဲဆိုတော့ဂါဘရီယယ်က နင်းထိုင်ထိုင်ရသွားတယ်ပေါ့နော်နင်းထိုင်ဆိုတော့ဘာမှလည်းဟိုကမဟုတ်တဲ့ကိစ္စကိုထိုင်ရသွားတယ်သူထိုင်ရကတစ်လမဟုတ်ရင်နှစ်လဝင်းကျင်လောက်နားရမယ်ပေါ့နော်အဲ့ဒီတဲ့င်းကတေချာတဲ့အနေထားထွက်လာပြီနောက်ပြီးတော့မာတင်နယ်လီတို့ဒီအော်ဒီကတ်တို့မာဒူအကီတို့ကာလာဖီဝင်တော့မှဒီဘွဲမှာပါဖို့မတေချာဘူးပေါ့နော်ဒါပေမဲ့ training မှာတော့ပြန်လာနေပြီဒါပေမဲ့ဒါကလည်းအရေးစုံပြီးပြန်သုံးပါမလား okay ပြဿနာတော့မရှိဘူးအရင်အင်အားတော့ရှိတယ်သောသောညာလေ squad တက်မှာကြတော့ first line back ကဲ7ယောက်ကအခုတို့ဒီ season တခြားဖြစ်နေတဲ့အရာလေးတစ်ခုက တစ်ခါတလေကြာရင်အကိုတို့တစ်ခုလေးယော့လွတ်သွားတာနဲ့အဲ့ဒီဟာတစ်ခုလုံးကပျို့ဆင်းသွားနိုင်တယ်အကိုတို့ဟိုဘာလဲဟို look လက်ကိုဆက်တာမျိုးလေးပေါ့အဲလက်ကိုဆက်တယ်ဆိုဟိုအခုကိုတို့တေးသေးသေးဆက်သွားဒါပေမဲ့အဲ့ထက်ကအစိတ်ကလေးနှစ်ခုလောက်ပြုတ်သွားတယ်အဲ့ဒီတစ်ခုလုံးကပျို့သွားပြီအဲ့တော့အဲ့လိုမျိုးမဖြစ်ဖို့အရေးကြီးရေပေါ့နော်အဲ့တော့အာဆင်နယ်ဘယ်လောက်ထိပြန်ပြီး bounce back လုပ်နိုင်မလဲဆိုတာအရေးကြီးတယ်အကိုကအာဆင်နယ်ခြေစွမ်းကတန်တရားမရှိဘူးတန်တရားတန်ရာပြဿနာတွေကိုပဲတန်တရားရှိတယ်အဲ့တော့သူတို့ကံမလိုက်တာတဲ့အခြေအနေတစ်ခုကိုသွားတွေးရတယ် ခြေစွမ်းတန်တရားမရှိဘူးကြိုးစားမှုတန်တရားမရှိဘူးဒါပေမဲ့ကံမလိုက်ရင်တော့လည်းဘာမှလုပ်လို့မရဘူးဘာဖြစ်လို့ကံကိုအကွာထည့်ပြောလဲဆိုတော့ဆန်နာလန်တင်းတဲ့ပွဲမှာဆန်နာလန်တူတူတည်ကြတယ်ဆန်နာလန်ကအဲ့ပွဲမှာ shoots on target နှစ်ချိန်မဲ့ရခဲ့တပွဲလုံးမှာအဲ့ကံသွားတဲ့ကိုကဘာလတ်နဲ့ဒီဘရွန်ဘီနဲ့ကံသွားတဲ့ကိုနှစ်ကိုကတကယ်ပင်ပွားအဲ့ လို့ကံမှာအဲ့လိုဂူးမယ်အဲ့လိုအခြေအနေမှာအဲ့လိုအခြေအနေမျိုးမှာသူတို့အချိန်တရာကန်တော့မှတစ်ချိန်ရချင်မှရမယ်ဟာမျိုးကအဲ့ပွဲမှာနှစ်ချိန်အောင်ဖြစ်သွားတယ် probability အရန်နေတယ်အကိုတို့ဒီပြိုင်ပွဲတစ်ခုမှာဆိုတကယ်ကိုဖြစ်နိုင်ချေအ ਨੇ ပါဆုံးအခွင့်အရေးတွေကနေဂိုးနှစ်ဂိုးပေးလိုက်ရတယ်ပေါ့နော်လုံးဝနောက်ဆုံးနောက်ဆုံး bromby ရဲ့ဂိုးဆိုနောက်ဆုံးမိနစ်ဘာမှပြန်ပြီးတော့ဟိုပြန်လာနိုင်မဲ့အချိန်ကိုမရလိုက်ဘူးဒါကြတော့ကန်ဖြစ်သွားပြီအဲ့တော့စူးစမ်းအားထုတ်မှုကောင်းတယ်ဆက်သွားနိုင်မယ်ဆိုရင်တော့ကန်ကကိုယ့်ဘက်ကိုပြန်လာမယ်လို့တော့အကူယုံကြည်ချင်းတယ်အဲ့တော့အာဆင်နယ်ခြေစွမ်းကဒီကနေ့ပွဲမှာဘယ်လိုဖြစ်လာမလဲ အရန်စောင့်ကြည့်နေတာကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုပြီးခဲ့တဲ့ပွဲမှာဒါဒီဆန်နော်လန်နဲ့တူတူတည်ကြတော့တာကလည်းတူတူတည်ကြတဲ့အချိန်နေပြီးတော့တို့ရဲ့ပွဲစီရီစတိုက်ကိုမပြီးထားတဲ့ခံစစ်ကကိုနှစ်ကိုပြီးလိုက်ရတဲ့ပုံစံအတင်းကလည်းအမှတ်ရော်သွားတဲ့ပုံစံကြောင့်ပို့ပြီးတော့လူပြောများနေလို့ထင်နေဆိုတော့အဲ့ဒီပွဲကရိုက်ခတ်မှုတွေဒီပွဲမှာဆက်ပြီးတော့မပါလာဘူးအရေးကြီးတယ်ဒီပွဲမှာအာဆန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရန်စိတ်ဝင်စားရှိတာကတော့ခံစစ်ကြောင့်ဘယ်လိုမျိုးပွဲထွက်လာမလဲဆိုတော့ စောပိုင်းကကိုပြောရဲမှာပါတယ်ဂါဘရီယယ်ဒန်ရနေတယ်ကလာဖီယိုရီပါဖို့မသေးကြတဲ့ချိန်မှာအတင်းရဲ့ခံစစ်ကြောင်းခြားသောကစားသမားတွေတော့ရွေးချယ်စရာရှိပေမဲ့လည်းအတင်းရဲ့အဓိကတောက်တိုင်ကစားသမားတချို့ဒဏ်ရာပြဿနာရနေတဲ့ချိန်မှာအတင်းရဲ့ခံစစ်ကြောင်းကဘယ်လိုမျိုးပွဲထွက်လာမလဲအတင်းရဲ့ခံစစ်မှာလော်လော်တော့ဆန်နာဘတ်မှာဆိုရင်ကျွန်တော်စာလီပါကိုအသုံးလို့ရမယ်မော်စကွီရာတို့ရှိမယ်ဟင်ဂါဘီတို့ရှိမယ်ဘန်ဝိုက်တို့တော့အသုံးလို့ရတာပေါ့လေဒါပေမဲ့လည်း ပြောချင်တာကတကယ်အဓိကကစားသမားတွေနာသွားတဲ့အချိန်မှာဒီကစားသမားတွေအဆင်ပြေပါမလားအခုဘလို့ထင်တယ်အာဆင်နယ်ခံစစ်အကြောင်းမှာအာဆင်နယ်၄ရောက်တန်းခံစစ်မှာဘယ်ကစားသမားတွေကဒီပွဲအတွက်သုံးလာမယ်လို့ထင်တယ်ဘယ်ကစားသမားတွေကိုထည့်သွင်းတင်တယ်လို့ထင်တယ်အဲအဓိကတော့ဆာလီဘာနဲ့တော့မော့စကွဲရာပဲသုံးလာမှာပေါ့နော်အဲ့တော့ဆာလီဘာနဲ့မော့စကွဲရာအတွဲကိုကိုတို့ဒီဒီယာတီမှာကြည့်ရမယ်နောက်ပြီးတော့ ဘယ်ချမ်းမှာတော့ loose scale လေးပဲပါလာမယ်ထင်တယ်။ညာချမ်းမှာတော့အကိုတို့ဒီဘန်ဝိုက်မဟုတ်ရင်တင်ပါပါလာမယ်ပေါ့နော်။တင်ပါတဲ့လောလောဆယ်မှာဒဏ်ရာတက်တာရှိနေရဆိုတော့အဲ့ဒီအခြေအနေတွေကမသေးကွဲသေးဘူးဆိုတော့ဘန်ဝိုက်ကတော့ form တော့အောင်နေတယ်။အဲ့တော့အဲ့ဒီဘက်အချမ်းတွေကပြဿနာကအကိုတို့ဒီပြိုင်ဘက်စပါသင်းရဲ့အားသာတဲ့ဒီဝစ်တီလို့ခေါ်အောင်တောင်ပန်လေးပေါ့နော်။အဲ့တောင်ပန်လေးကိုထိန်းချုပ်ဖို့အတွက်ဒီတောင်ပန်ကစားသမားတွေအားနေတော့တာကြီးကအရန်ပြဿနာကြီးတယ်။ဘာလို့တော်တင်ဟောစပါသင်းရဲ့များသောအားဖြင့်ဘလုံးတော်တဲ့လမ်းကြောင်းတွေကဒီကွန်းလိန်ကနေတောင်ပန်တွေကိုဖြတ်တယ် ါဖြန့်ပြီးတော့အတောင်ပိုင်းတွေမှာဒီ white area တွေကိုယူပြီးတော့မှဒီအူးချင်းကြော်ဖြတ်မှုတွေနဲ့အတွင်းကို box တဲကိုဝင်ဖို့ကြိုးစားတယ်ဖြတ်ဖို့ဖို့ကြိုးစားတယ်အသင်းဆိုတော့အဲ့ဒါတော့ကတော်တော်ခက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 ်ရင်ဆိုင်ရမယ်အပြတနာကဒီခက်စစ်အကြောင်းမစုံနေတဲ့ပြဿနာကကစားလမားတယောက်ချင်းစီရဲ့မန်တယ်ပိုင်းကိုသွားထိခိုက်နိုင်တယ်ဘာဖြစ်လို့ဆိုတော့ အော်ဘလုံးကန်နေပြီဆိုရင်နောက်မလုံနောက်မလုံဆိုတဲ့ပြဿနာကဒီရှေ့ကအကွန်းလေကစားသမားတွေရောအထူးသဖြင့် Decanrise တို့ Zubiman တို့ဒီကစားသမားတွေတော်တော်လေးအာရုံများနေမယ်တကယ်လို့ attacking ကိုသူတို့မှဟိုစိတ်ကိုတရားငိုင်းလုံးထည့်ပြီးတော့မလိုက်နိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်တယ်အဲ့အချိန်မှာခံစစ်ထိုင်အိုင်သွားနိုင်တယ်ဗောတော့အိုင်ပြီးရင်သူတို့ရဲ့ဒီတိုက်စစ်လမ်းကြောင်းစတင်မှုတွေကအရင်ပွဲတည်းနှီးသွားနိုင်တယ်အဲ့တစ်ချက်လေးတော့စိုးရင်ねခံစစ်ပိုင်းမှာတော့သူတို့ရှိရဲ့လူစင်းကတော့ အဲအကောင်တို့ဒီပုံစံနဲ့ပဲပွဲထွက်လာမှာပေါ့။ဟုတ်ကဲ့ပါဆိုတော့ဒါအာဆင်နယ်နဲ့မတူတဲ့တစ်ဖက်ကစပါးကတော့ခံစပိုင်းကတော့အခြေအနေကောင်းတယ်သူတို့ဒီမှာအဓိကပြဿနာများနေတာကွင်းလယ်နဲ့တိုက်စပိုင်းစပါးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီယာဒီမှာမှစပြီးတော့မှယာဒီ အသင်တို့ကဒီဟာဒီပရီးမီယာလိဂ်ပွဲတော်မှာမကန်ရသေးတဲ့အဓိကကစားသမားချက်အဓိကဖြစ်ကလူဇက်စကီရိုလိုကစားသမားတွေမက်ဒီဆန်တို့လိုကစားသမားတွေပရီးမီယာလိဂ်ပွဲလုံးဝမကန်သေးဘူးပြီးတော့တခြားတော့ဒါဆိုလန်ကီရိုဆိုလည်းပွဲစဉ်နှစ်လောက်မှရင်တန်ဟန်ရပြီးတော့စပါကလည်းပြောရမယ်ဆိုရင်ဒီဟာဒီမှာတတိယတောင်တန်ဟန်ပြဿနာတွေကြုံနေရတယ်ပြီးခဲ့တဲ့ရာသီကလည်းစပါတင်းရဲ့အဓိကပြဿနာကဒီလိုမျိုးအဓိကကစားသမားတွေအများကြီးတန်ဟန်ပြဿနာတွေထိုးနှက်ပြီးတော့မှလို့အသင်ရဲ့ရလက်တွေချွတ်ချော်လာတာဒီဟာဒီမှာတော့စပါတင်းကရလက်အရတော့မစိုးဘူးလို့ပြောလို့ရရင်လည်းလက်ရှိဒီပွဲစဉ်ရောက်မှာတန်ဟန်ပြဿနာတွေကအများကြီးဖြစ်နေတယ်အသင်ရဲ့ဒီနှစ်ပွဲစဉ်တော့ကျွန်တော်တို့သုံးရမယ်ဆို စီနီယာကစားသမားအဓိကကစားသမား73ယောက်74ယောက်လောက်ပဲကြံ့ခိုင်မှုပြည့်နေတယ်ဆိုတဲ့အခြေအနေကစပါအသင်းအတွက်တော်တော်လေးကိုဒီလိုမျိုးအာဆင်နယ်နဲ့တွေ့မဲ့တကယ်သူရဲ့မဟာပြိုင်ဘက်ဒါဘီပွဲစဉ်မှာအရန်ကိုဘယ်လိုပြောရမလဲပရက်ရှာတွေများသွားနိုင်တယ်လို့ထင်တယ်ဆိုတော့စပါနဲ့ပတ်သက်ပြီးတော့နန္နာမြင်လို့ရှိမယ်ဟုတ်တယ်အဓိကတော့ဒါနီးပြပါဇက်ပိတ်နေပေါ့နော်တကယ်တော့ပွဲကျက်နေတာစပါဟုတ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကန်ခဲ့တဲ့ဟာ Chelsea United အခု Arsenal တကယ်ပွဲချက်၃ပွဲကိုစတိုက်ကန်ရတာပေါ့နော်အဲ့ဒါကတော်တော်စပါးအတွက်တက်တနာကြီးရယ်ဒန်ဟန်ရကစားသမားတွေများနေတဲ့အချိန်ဆိုတော့ ပို့ပြီးတော့ယုံနေရတာတကယ်တော့ဒါပေမဲ့စပါမာဒီယာတီမှာအားရဆရာကဒီနှစ်သင်းကအင်ကွင်းကောင်းဆုံးအသင်းနဲ့အဝင်းကွင်းကောင်းဆုံးအသင်းနဲ့ဒါပရီးမီးယားလိမှာလာတွေ့တာပေါ့နော်စပါရဲ့အဝေးကငါးဘက်ကစား၄ဝန်းနိုင်တပွဲသေး၁၂ကိုသူမီ၃ကိုပဲပေးရတယ်ဒီအသင်း၂၀ထဲမှာအဝင်းကွင်းရလက်ထိတ်ဆုံးမှာဦးဆောင်နေတဲ့အသင်းတစ်ဖက်ကအာဆင်နယ်ကလည်းအင်ကွင်းမှာငါးဘက်ကစား၄ဝန်းနိုင်တပွဲသေးအာ၁၂ကိုသူမီ၃ကိုပဲပေးရတယ်မန်စီးတီးကိုဟာလန်ကိုအဲ့ဒီဟာလွယ်ပြီးကိုမပေးရဘူးအဲ့လောက်ထိကောင်းနေတဲ့အသင်းအဲ့တော့ဒီပွဲတွဲဆုံမှာအရန်ကိုအဲ့ဒီ လှတယ်ပေါ့နော်အဲ့တော့ခုနကညီလေးပြောလို့စပားသင်းရဲ့လူမဆုံမှုပြဿနာကဒီဘက်မှာရိုက်ခတ်မှုအများကြီးဖြစ်နိုင်တယ်အထူးသဖြင့်ဒီအကိုတို့ဒီ ဘယ်လိုပြောရမလဲကူတူးတောင်မှပါဖို့မသေးချဘူးပေါ့နော်အဲ့တော့အဲ့အနေထားတွေကတော့တိုက်စစ်ပိုင်းမှာပြဿနာတက်နိုင်တယ်အကိုကတော့ဒီကိုလိုမွာနီမပါလာနိုင်တဲ့အခြေအနေမှာ Richardson ပြန်ပါလာမှာတော့ကြိုးဆိုတယ် Tottenham Hotspur အသင်းဘက်ကကြည့်ရင် Richardson လို့ဒီ Richardson ပါလာရင်တိုက်စစ်ကိုပို့ပြီးအကိုကပို့စိတ်တိုင်းကြရတယ်ပေါ့နော်ပို့ကြွရတယ်လို့ခံစားရတယ်အဲ့တော့ဒီပုံစံနဲ့ဆိုစပါးက Now we Thomas Frank လက်ထဲမှာလဲအလောက်ကြီးတော့အကိုတို့ဟို short တော့လို့မရဘူး Now we ဒီ Not Lennon မတာပြီးဆိုတာကဘာမဆိုဖြစ်နိုင်နေဆိုတော့စပါးရဲ့လက်ရှိ အခွင့်အရေးနည်းနည်းလေးတွေရတဲ့ထက်ကနေလုတ်ပြသွားတဲ့အသင်းတွေအများကြီးကိုလို့ရှိခဲ့ဘူးတယ်နောက်တစ်ခုကရွေးချယ်စရာမများခြင်းဟာရွေးချယ်စရာများလွန်းတာထက်ဆိုင်တစ်ခါတလေပူကောင်းတတ်တယ်ပေါ့နော်။ဘာဖြစ်လို့ဒီကစားသမားကိုပဲရွှေ့ရမယ်။ဒီကစားသမားမဲ့အထိုင်ချရမယ်ဆိုတော့သူတို့မှာဟိုနောက်ထပ် option မရှိဘူး။ option တစ်ခုနဲ့တူတော့တိုင်းပဲ။လုံးဝဒီတလမ်းမဲ့ one way သွားရမယ်ဟာ။သူတို့မှာနောက်ပြန်လှည့်လို့ဘာမှမရှိဘူး။အဲ့ဒီလောကမှာနောက်ပြန်လှည့်လို့ကြည်စရာဘာမှမရှိတဲ့လူကကြောက်စရာအကောင်းဆုံးပဲလေ။သူတို့က နောက်နောက်ပြန်လှည့်လို့ဘာမှမရှိတော့ဒီလူပဲရှိတယ်ဒီလူနဲ့အကောင်းဆုံးကံမယ်တပွဲလုံးရေကုန်ရေကန်းကံမယ်ဆိုတော့တော်တင် host ပါတဲ့ဒီပွဲကတတော်ကိုအခုထင်တာကြွရွာနေမှထင်တယ်ဟုတ်ကဲ့ပါဆိုတော့ဒါပြီးခဲ့တဲ့ရာသီမှာတော့အာဆင်နယ်ကနှစ်ကြော်စလုံးစပါကိုနိုင်ကန်ထားတယ်ပေါ့လေ Premier League မှာစပါနောက်ဆုံးအာဆင်နယ်နိုင်တာလွန်ခဲ့တဲ့၃နှစ်ကနိုင်တာအဲတော့ကတော့ဒါ Harry Kane တို့ Son Heung-min တို့ကိုရီနေနိုင်တာပေါ့လေလက်ရှိမှာတော့ Son Heung-min လည်းမရှိတော့ဘူး Harry Kane လည်းမရှိတော့ဘူးဆိုတော့စပါရဲ့အဓိကကျတော့ ဘယ်လိုပြောမလဲအိုင်ကွန်ဖြစ်မဲ့ player ဘယ်ကစားမှမလုပ်တင်လေလက်ရှိအသင်းရဲ့ squad မှာ Arsenal နဲ့ဒီပွဲမှာအဓိက spa အသင်းမှာအားကိုးရမယ့်ကစားသမားဘယ်ကစားမှမလုပ်တင်လေအဓိကအားကိုးရမယ့်ကစားသမားဆိုရင်တော့အကူကအမြဲပြောလို့ပဲဒီပွဲမှာအားကိုးရမယ့်ကစားသမားဂိုးသွင်းနိုင်မယ့်ကစားသမားဆိုတော့ Richard Linsen ပဲအကူကကြိုက်တယ် Richard Linsen ကို Thomas Brand အရန်ပို့တယ်ဒါပေမဲ့အခုတရားတဲ့အမြင်ကြဆိုတော့အကွာ Richard Linsen ရဲ့စပါးသင်းရဲ့လက်ရှိမှာ icon ပဲဒီစော်မထွက်သွားပြီးနောက်ပိုင်းမှာ image အရာပဲကြီးကြီးခြေစွမ်းအရာပဲကြီးကြီးစွမ်းဆောင်အရာပဲကြီးတခါတလေမလိုအပ်တဲ့ အာဘယ်လိုပြောမလဲကစားပုံလေးတွေတွေ့ရတာလေးရလွယ်ပြီ Richard Lee စင်ကတော့ image အကောင်းဆုံးလို့ထင်တယ်အဲ့တော့ဒီဘက်မှာတော့ကော Richard Lee စင်ကပဲ United အဲတစ်ဖက်ကဒါ Arsenal အသင်းရဲ့ခံစစ်ကိုဒုက္ခပေးနိုင်မဲ့ကစားသမားလို့ထင်တယ်နောက်ထပ် Xavi Simon တို့ဘာလို့ကတော့တိတ်ဟိုထင်ထားသလောက်မဖြစ်တော့ဒါပေမဲ့အဲ့ဖြစ်မလာတာလည်းတစ်ခါလေးကြာရင်တခြားအသင်းတွေလည်းမဖြစ်ပဲနဲ့ဒီလိုအသင်းတွေကြာမှတစ်ခါလေးရမ်းမှန်ရခါသိရမလားလာဖြစ်တတ်တာလည်းရှိသေးတယ်အဲ့တော့ Xavi Simon ဒီမကောင်းခဲ့ဘူးဂိုးတွေမရခဲ့ဘူးအခြေအနေတွေမပြောင်းလဲနိုင်ခဲ့ဘူးဆိုတာဒီပွဲမှာလာဖြစ်မလားအဲ့တခုလည်းဟိုကစိတ်ဝင်စားတယ်ဆိုတော့ဇာဗီဆိုင်မုံဆိုမှဒါပြီးခဲ့တဲ့ဒါ Netherland နဲ့ National Duty မှာလည်းဂိုးသွင်းထားတော့နော်တခုမြန်လုတ်ပြနိုင်မလားဟောလေဆိုတော့ဒါပြီးခဲ့တဲ့ပွဲတွေမှာတော့နှစ်သင်းလုံးတော့2-2ဆိုတဲ့တေးရလက်တေးချထားတယ် Spurs ကတော့အခုပြောရသလိုပဲပွဲပူချတာပေါ့လေ Chelsea နဲ့ကစားရ United နဲ့ကစားပြီးတော့မှဒါလက်ရှိ Arsenal နဲ့လည်းထပ်ကစားမယ်လာမယ့်ကြားရမှာလည်းနှစ်သင်းလုံးက Champions League ပွဲချက်တွေကစားမှာ Arsenal က Bayern Munich နဲ့ကစားမယ်ဟိုက Spurs ဆိုရင် PSG ပွဲမှာသွားကစားရမယ်ဆိုတော့ တကယ်ကိုခတ်တဲ့ပွဲစဉ်တွေတကယ်အရေးကြီးတဲ့ Champion League ပွဲစဉ်ရှိတဲ့အပတ်မှာတော့မှတကယ်ကိုဒီနေ့သင်ရဲ့ဘယ်လိုပြောမလဲ London Derby ကိုကစားမယ်ဆိုတော့တော်တော်လေးကြည်ကောင်းမယ်ထင်တယ်ဆိုတော့ထိုက်တိုက်တွေ့ဆုံမှုတွေအကြောတော့ကျွန်တော်အစောပိုင်းပြောရသလိုပြီးခဲ့တဲ့ကြာဒီမှာနှစ်ကျော်သလုံးရှုံးထားတယ်။စပါနောက်ဆုံးနိုင်တာ2022တောင်းကအဲ့ဒါစပါကွဲမှာအာဆင်နယ်ကွဲမှာစပါနောက်ဆုံးနိုင်တာကလွန်ခဲ့တဲ့14နှစ်တောင်းကနိုင်တာ။ဆိုတော့ပြောချင်တာဒီနှစ်သင်းကြားမှာအသင်းကြီးနှစ်သင်းထိတ်တိုက်တွေ့ဆုံမှုအာဆင်နယ်အမ်ရီမှာစပါနောက်ဆုံးနိုင်တာလွန်ခဲ့တဲ့2000 တဆယ်ကနောက်ဆုံးနိုင်တာဆိုတော့ဒီနှစ်သင်းကြားမှာအလောက်ထိတော့မှအာဆင်နယ်သင်းရဲ့အိမ်ခွေးမှာဘယ်လောက်ထိအောင်လွှမ်းမိုးနိုင်လဲဆိုတော့သိရတယ်ဆိုတော့ခုနကတော့ဒီအာဆင်နယ်သင်းရဲ့အိမ်ခွေးမှာငယ်နိုင်လူဖြစ်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဘာတွေများဟိုအာဆင်နယ်ဘက်ကအားသာချက်တွေရှိမယ်လို့ထင်တယ်ဒါကတော့အရေးကြီးတယ်ဘာဖြစ်လို့ဆိုတော့အခုတော့ဒါဟိုစကိုင်းချန်အရှိန်ဝါပေါ့ငါတို့ဒီကွင်းကိုရောက်ရင်ဒီနေရာကိုရောက်လာရင်ငါတို့ဖြစ်ပါမလားဆိုတော့ခန်းစားချက်ကဝင်နေပေါ့နော်အသေးသေးကဒါကလက်တလောဘလောက်ပဲကောင်းတဲ့အသင်းဖြစ်နေပါစေအဲ့ ကွင်းမှာငါတို့ကဖြစ်ပါမလားနည်းနည်းလေးကန်လိုက်တာနဲ့ဟိုတခုခုလေးဟို chance လေးတခုလောက်ပေးလိုက်ရတယ်ဟာဒီလိုမျိုးစလာပြန်ပြီလားဆိုတဲ့ဟာမျိုးတွေပြန်တွေးထက်တယ်ပေါ့နော်အဲ့တော့ဒါက psychological ပဲအဲ့လူအဲ့အသင်းသင်းပဲဖြစ်ဖြစ်အဲ့အသင်းပဲဖြစ်ဖြစ်အဲ့လိုမျိုးကအခုဘလုံးကွင်းနေမှာအမြဲတွေးရတယ်ဥမာနောက်ဆုံး spa ဆိုချယ်ဆီကိုမနိုင်တာကြာပြီတူရန်ရှုံးတယ်ဟောတကယ်လည်းရှုံးတာအဲ့တော့ဘလောက်ပဲကောင်းနေပါစေအဲ့တော့ဒီ emirates မှာတော့အခုထင်တယ်စပါးအနေနဲ့ဘလောက်ပဲစူးစမ်းစူးစမ်းအာ တကယ်ကိုဘယ်လိုပြောမလဲဟိုမယုံကြည်နိုင်စရာကောင်းလောက်တဲ့အဲ dramatic ဆန်ဆန်ပြကွက်ပြိုတခုခုကြောင်းတာမဟုတ်ဘူးဆိုရင်တော့စပါလေဒီပွဲမှာနိုင်ဖို့တော့မလွယ်ဘူးလို့ထင်တယ်။ဟုတ်ကဲ့ပါဆိုတော့နှစ်သိန်းလုံးမှာတော့ဒါအားသာချက်အားနည်းချက်တွေကိုစီရှိရပေါ့လေ။ကိုအစိုးရပြောကြတယ်လို့ပဲအိမ်ကွင်းအဝေးကွင်းအားသာချက်ပေါ့။စပါဆိုရင်ဒီဟာဒီပရီးမီးယားလိအသင်းတွေထဲမှာအဝေးကွင်းလုံးဝမရှုံးသေးတဲ့တသင်းနဲ့တော့အသင်းဆိုတော့ပြောချင်တာစပါလို့အသင်းကအဝေးကွင်းမှာရှုံးပွဲလုံးဝမရှိဘူးဆိုတဲ့စတက်ကြီးကအရန်အံ့ဩစရာကောင်းတယ်။စပါလို့အသင်းက အဝေးခွင်မှာလုံးဝမရှုံးသေးတဲ့တသင်းတည်းသောအသင်းဆိုတာအရန်ကိုကြီးမားလုံးနေပေါ့လေအာဆင်နယ်ဆိုလည်းအိမ်ခွင်မှာဒါငါးပွဲစား၄ပွဲနိုင်ထားတယ်ပြီးကိုတကူပဲရှိတာလေဒါတော့မှမန်စီးတီးနဲ့တွေ့တဲ့ပွဲမှာဟာလန်ကိုးနဲ့ပေးရတယ်ဆိုတော့အရန်ကိုနှစ်သင်းလုံးမှာအားစကြအားလိုက်ချက်တွေကိုစီရှိနေဆိုတော့ဒီနေ့ပွဲအတွက်ဘာတွေဖြစ်လာနိုင်လဲကိုနနဒါမြောက်လန်ဒါဘီမှာအာဆင်နယ်အသင်းအစင်လာရပဲနိုင်သွားမလားစပါမထင်မှတ်တာတွေလုပ်ပြနိုင်မလားဘယ်လိုမျိုးရလက်ထွက်မယ်လို့ထင်လဲ ဒီဘွဲမှာအကိုကစပါမထင်မှန်ဖက်နဲ့တမ်ပိုမြင့်လာမယ်လို့ထင်တယ်။ဘာကြောင့်ဆိုအာဆက်တဲ့ခန်စစ်လူမစုံတာလဲတချောင်း။နောက်သောမတ်ဖရန့်ကများသောအားဖြင့်တော့သူကဘောလုံးလမ်းကြောင်းတွေအရင်ဆုံးကစားကွက်ကိုကြည့်ပြီးမှသွားတာပေါ့နော်။သူ့ရဲ့ပုံစံကအသင်း control အရင်လုပ်တဲ့ပုံစံမျိုးသွားတယ်ပေါ့နော်။ဒီဘွဲမှာတော့ဖြောင်းပြန်ဖြစ်ပြီးတော့ဒီအာဒီတာနဲ့အာဆင်နယ်ကဒီ game တစ်ခုလုံး control လုပ်ဖို့စူးစမ်းလာမယ်ထင်တယ်။တစ်ဖက်က ဒီမြန်မြန်ဆက်ဆန်းဒီဟိုဘယ်လိုပြောရလဲ penetration တွေ true ball တွေ line breaking pass တွေများများသုံးပြီးတော့ Arsenal ခံစစ်ကိုဟိုဆော့ဆော့စစ်စစ်ကိုဒုက္ခပေးမယ်လို့အကူကယူဆတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ Arsenal ရဲ့ cycle Arsenal ကအဲ့လိုပွဲတစ်ခုခုမှားပြီးဆိုရင်သူတို့မှာတကယ်လို့မြန်သာဒီပွဲမှာ Arsenal ကဂိုတကူစပောက်အရင်ပေးလိုက်ရမယ်ဆိုရင်တွေးကြည့်လိုက်ရင် Arsenal ပြန်လာနိုင်မှာမလားဆိုတဲ့မေးခွန်းကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့ Arteta မှာအဲ့ဒီဟာလေးကိုဖျောက်ဖို့လိုတယ်။ Arsenal ကအစနဲ့က အွန်လိုင်းလိုက်နဲ့ဖောက်နေမယ်ဆိုဒီဘွဲကနိုင်သွားမှာဒါပေမဲ့အာဆင်နယ်အဲ့လိုမဟုတ်ဘဲနဲ့အာတီတာရဲ့ဒီဘွဲပေါ် decision making ကအငါတို့လူမစုံဘူး control လုပ်ပြီးဘောလုံးထိန်းကန်ရမယ်ပြိုင်မော့အခုရင်မပေးဘူးကနံပါတ်1ငါတို့ဂိုးရောက်ကနံပါတ်2ဆိုတာမျိုးသူအရင်နှစ်တည်းကတော့တဲ့ plan မျိုးရှိတယ် အဲ့လိုမျိုးလုံးဝ safety site သွားတဲ့ပုံစံမျိုးနဲ့ဆိုရင်ဒုက္ခရောက်သွားနိုင်တယ်အဲ့တော့ဒါကပြိုင်မဲ့အသင်းရဲ့အချက်လည်းဖြစ်သွားနိုင်တယ်အဲ့တော့အာတီတာကတော့ဒီဘွဲမှာနည်းနည်းလေး blue game plan နဲ့လာမလဲဆိုတာစိတ်ပူမိတယ်ဒါပေမဲ့လည်းအဲ Tyson က your crash ဆိုလည်းပြန်ပါလာပြီဆိုတော့အကိုကတော့ဒီဘွဲမှာ Arsenal ပဲနိုင်သွားမယ်ထင်တယ်ဒါပေမဲ့တကယ်ကိုဘယ်လိုပြောမလဲဟိုကြခုတ်ကြခဲကံနိုင်သွားတာမျိုးခဲရခဲစင်းနဲ့အဲဟိုအခက်မသိရင်တူတူဆိုတဲ့ရလမျိုးလည်းထွက်လာနိုင်တယ်ဘောဂိုးတွေတော့မြင်ရမယ်ထင်တယ်အကိုကတော့ဒီဘွဲမှာ အခုရဲ့ခံမှန်းချက်ဆိုတော့2-1နဲ့အာဆင်နယ်နိုင်သွားမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်လည်းဒီပွဲမှာအာဆင်နယ်ကိုသဘောကျပါတယ်ဒီကအပြင်အာဆင်နယ်ကအားသာချက်အားနည်းချက်တွေပါတယ်ရှိလဲပြန်စဉ်းစားလိုက်ရင်တော့အားနည်းချက်ဆိုရင်ခံစစ်ပိုင်းပဲရှိလိမ့်မယ်ခန်စပိုင်းအားနေချက်ဆိုတာလူမစုံတာပဲရှိလိမ့်မယ်သူတို့ခန်စစ်ကကောင်းနေသေးပဲလူမစုံတာတခုပဲအားနေချက်လို့ပြောလို့ရတယ်တိုက်စစ်ကတော့သူတို့မှာရှိတဲ့လူစင်းကလက်ရှိပွဲထွက်အခင်းကြီးမှာတော့အကောင်းဆုံးကစားသမားတွေ ကုန်လုံးသုံးနိုင်တယ်ဒဟန်ပြဿနာတွေကြောင့်ဒီ Harvard တို့ဒီ Jesus တို့ကယာတီစာတွေကမကန်နိုင်တဲ့ကစားသမားတွေ Trosser ဆိုရင် sorry Trosser မဟုတ် Martinez ဆိုရင်ပြီးခဲ့တဲ့ October လတွေကမကစားနိုင်တာမျိုးတွေရှိရဲဆိုတော့ပြောချင်တာဒီကစားသမားတွေကမပါလဲကိစ္စမရှိဘူးဆိုတော့အတင်းရဲ့လူစင်းမှာ Saga ရှိမယ် Jokeres ရှိမယ်ဆိုတော့ Azir ရှိမယ် Trosser တို့ရှိမယ် Rice Zubimendi အဆုံဟိုအဆုံရှိနေတဲ့အတွက် Arsenal ကတော့တေချာပေါ့အိမ်ဝင်းမှာတေချာပေါ့တင်ကစားလာမယ်လို့ထင်တယ်ခုနကကိုပြောတဲ့ဟာကိုပြန်ပြီးတော့ကောက်မယ်ဆိုရင် Arsenal ကနံပါတ်1ဦးစားပေးတာတေချာတယ်ဒီနေ့ပွဲမှာတော့ safe side ကိုဦးစားပေးမှာမဟုတ်ဘူး။ဂိုးရအောင်သွင်းမယ်ဆိုတာကိုသူတို့ဦးစားပေးလိမ့်မယ်။အင်ကွင်းမှာကစားမယ်။အမရိမှာကစားမယ်။လန်ဒန်ဒါဘီဆိုတော့ဒီ aura တစ်ခုမှာတေချာပေါ့အင်ကွင်းမှာဟိုစပေါ့ကောင်းကောင်းကစားပြသွားမယ်လို့ထင်တယ်။ကျွန်တော်ကတော့ Arsenal ပဲသဘောကျတယ်။တေချာပေါ့ Arsenal ပြန်ပြီးတော့ comeback တစ်ခုနဲ့အင်ကွင်းမှာနိုင်ပွဲရသွားလိမ့်မယ်လို့ထင်တယ်။ဆိုတော့တကယ်ပွဲစားရင်ဘယ်လိုမျိုးချိမလဲဆိုတော့ကျွန်တော်အတူတူကြည့်အောင်။ Okay ပါ။ကြည့်ရနေကြရပြည်သူများဒါအာဆင်နယ်နဲ့တော်တင်အောင်စပါတင်တို့ရဲ့ဒါမြောက်လန်ဒါဘီပွဲစဉ်ကျွန်တော်နဲ့ခုနက viewer preview ဖြစ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ကြီးနေကြတဲ့ပရိသတ်တွေမှာလည်းဒါဒီနေ့သင်ရဲ့ပရိသတ်တွေပါရင်ဘယ်သင်ကနိုင်ပွဲရသွားမလဲဒီပွဲရလဲဘယ်လိုဖြစ်လာမလဲဆိုတော့ comment box မှာ comment ပေးကြပါဦးကြီးချူနေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ